အမျိုးသားရဲ့တုပ်ရည်ကတာမန်အားဖြင့်လည်းပြစ်တဲ့ဖက်ကိုသွားပါရိတ်။ဒါပေမဲ့ပြစ်နေကြတဲ့ပိုပြစ်တဲ့အခါအမျိုးသားရီကတခုခုများဖြစ်နေပြီလားဆိုပြီးစိုးရိမ်တတ်ကြပါရိတ်။တုပ်ရည်ပြစ်ရတဲ့အကြောင်းရင်းကအများကြီးရှိပါရိတ်။ဒီထဲကတချို့ကပဲကျမရဲ့ပြဿနာနဲ့ဆက်ဆက်နေရဖြစ်ပါရိတ်။ အမျိုးသားရဲ့တုတ်ရည်ကတုတ်လွပီပီချင်းဆိုပြစ်တတာကြောင့်ပုံမှန်မဟုတ်ပဲတုတ်ရည်ပြစ်တာလားဆိုတာပြောဖို့ခက်ပါတယ်။တုတ်ရည်ပြစ်မှုပြကိုအတိအကျသိနိုင်တဲ့နီလန်ကတော့ CMA analysis လို့ခေါ်တဲ့တုတ်ရည်စစ်ဆေးတာပဲဖြစ်ပါတယ်။အညစ်အပြင်းဆိုရင်တော့တုတ်ရည်ကပုံမှန်ထက်တိတိတတပိုပြစ်လာတာ။အရှိလိုထွက်လာရမယ့်အစာခပ်ပြပြအနစ်အနေနဲ့ထွက်လာတာအဖက်လေးတွေအခဲလေးတွေပါလာတယ်ဆိုရင်တုပ်ရည်ပြည့်တယ်လို့တန်ရရှိတင်ပါတယ် တုံးမလွတ်တာကြရင်လေတုံးရည်ပြစ်တတ်ပါတယ်။ဒါကြောင့်တုံးမလွတ်တာကြပြီးတုံးရည်လည်းပြစ်တယ်ဆိုရင်ရချားတစ်ခါတော့အာသာဖြီးပြီးပဲဖြစ်ဖြစ်တုံးလွတ်ကြည့်ပါ။အကျန်းဖြစ်တော့တုံးရည်ပြစ်တယ်ဆိုရင်တာမန်တုံးရည်ထက်တုံးကောင်ပုံများတယ်လို့ယူဆနိုင်ပါတယ်။တချင်ထဲမှာပဲပုံမှန်မဟုတ်တဲ့တုတ်ကောင်တွေပါများနိုင်နေဆိုလားသိထားရပါမယ်။ ဘယ်လိုပဲဖြစ်ဖြစ်တောကောင်များတဲ့အတွက်တာမန်ထက်မျိုးအောင်နိုင်စွာကလေးရနိုင်ခြင်းများတယ်လို့တော့အကြံပြင်ပြောလို့ရပါတယ်။နောက်ပြီးတုတ်ရေကပြစ်တဲ့အတွက်မိမကိုယ်ထဲကနေပြန်မထွက်နိုင်ပဲကြာကြာနေနိုင်တာကြောင့်မျိုးအောင်နိုင်ခြင်းလည်းများပါတယ်။ဒါကတာမန်ကျမ်းမာတဲ့တုတ်ရေအတော့ပါပိုးဝင်တာဟော်မုန်းမိမိများတာစီးကျိတ်ပြဿနာစတာတွေမှာတော့တုပ်ရည်ကပြတ်တယ်ပုံမဲ့မျိုးအောင်နိုင်စွမ်းကောင်းချင်မှာကောင်းပါပါ တာမန်အဖျင်းတော့တုပ်ရည်ပြတာကမျိုးအောင်နိုင်စွမ်းကို မထိခိုက်စေနိုင်ပါဘူး။တခြားလက္ခဏာတွေမရှိဘဲတုပ်ရည်ပြတာတမျိုးတည်းဆိုရင်တော့ရေမြများတောက်ကိုယ့်ရဲ့စားတောက်နေထိုင်ကိုပြောင်းလဲပြီး မကြာခဏတုပ်လွတ်ကြည့်ပါ။ဒါနဲ့မှမသက်သာရင်တော့ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါဒလူမဟုတ်ပဲတုပ်ရည်ပစ်တာနဲ့အတူစီးသွားတဲ့အခါတုပ်လွတ်တဲ့အခါနာကျင်တာလိန်တန်ထောင်းမှဖို့ခတ်တာလိန်စိတ်နေတာ အတူနေတာ6လလောက်ကျော်တာတောင်အမျိုးသမီးမှာကိုဝယ်မရဘူးဆိုရင်မျိုးမအောင်ရခြင်းအကြောင်းရင်းတွေရဲ့3ပုံ2ပုံလောက်ကအမျိုးသားတွေနဲ့ဆက်ဆက်နေတာဖြစ်ပါတယ်။ဆရာဝန်နဲ့ပြသပြီးစစ်ဆေးကြည့်ဖို့လိုပါတယ်။တုတ်ရည်ပြက်တာက ဖြစ်တော့ပါတယ်။တုတ်ရည်ပြက်တာကျမရည်ပြဿနာမဟုတ်ပုံမဲ့အပေါ်ကလက္ခဏာတွေရှိနေရင်တော့တေချာစစ်ဆေးဖို့လိုပါတယ်။ Channel ကိုလည်း Subscribe နှိပ်ထားခဲ့ပါအောင်နော်။ကျေးဇူးတင်ပါတယ်။